အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ချွေးမမကောင်းတာဟာရခမာတွေတော်တော်ဆိုးလို့ဆိုပြီးတော့ပြောလာတဲ့ဘပကြီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာမပြောတော့ဘူးလို့နေတာပဲဗျာဒါပေမဲ့ပြောစရာအကြောင်းတရားပေါ်လာတယ် ဘာလဲဘာလဲဆိုတော့မိမဘကအမျိုးပေါ့ဗျာအဲတားနှစ်ယောက်ရှိတယ်တားတယောက်ကအိမ်တော်ကြအိမ်တော်ကြပြီးကလေးနှစ်ယောက်ရပြီကလေးနှစ်ယောက်ရပြီးမှချွေးမမရိုင်းလို့တဲ့ဆိုပြီးအိမ်မောကနေမောင်းချတယ်တားတော့လာတဲ့ကလေးကိုလာကလေးသူမြေးတွေတော့လာတဲ့ချွေးမတော့အိမ်မောမလာနဲ့တဲ့လာရင်တတ်ပြင်မယ်တဲ့ချွေးမမရိုင်းနဲ့တဲ့ချွေးမအခုမှအခုမှ ချက်ချင်းလည်းကင်ကျွေးနဲ့ချွေးမမှာမဟုတ်ဘဲကလေးတယောက်တော့ရပြီဗျာရကိုတဲ့ကကလေးမရခင်ကတည်းကချွေးမမရိုင်းတာမသိဘူးလားချွေးမတွေမရိုင်းတာချွေးမတွေမရိုင်းတာအဲ့ဒါဘလူတွေပြည့်စီလဲရောက်ခမတွေအပြည့်ဗျာရောက်ခမတွေအပြည့်เนาะရောက်ခမတွေအပြည့်ချွေးမကိုချွေးမလို့ထားတယ်အဲ့တော့ချွေးမချွေးမလို့ပဲဆက်ဆံမှာပေါ့တုတ်ရှိတယ်ကျုံမချွေးမတယောက်ရှိတယ်ချွေးမကိုကျုံတော့ဖေးလို့အမေလို့နေတယ် ဖေလိုမေတော့သူတို့ကလည်းသူ့ကိုဖေလိုမေလို့ထားတယ်ဗျာစဉ်းစားကြည့်လိုက်เนาะတားဆုံးသွားတာဆိုရင်2008လောက်ကဆုံးသွားတာအခုချိန်ဒီချွေးမဥမကောတိုင်းမပြက်ဒီ၃ရောက်နဲ့ကျုံနဲ့အတူတူနေတယ်ဗျာစဉ်းစားကြည့်လိုက်အဲ့တော့လိမ္မာတယ်ဗျာလိမ္မာတယ်ဆိုတော့သူတို့ကလည်းသူ့ကိုချွေးမလို့မထားဘူးသမီးလို့ထားတာကျွန်တော်ကအိမ်မှာစီမံပိုင်ခွင့်အကုန်လုံးပေးထားတာအခုကြီးတွေရွေးရောက်လာပြီကြီးတွေလည်းအဲ့လိုပဲစီမံပိုင်ခွင့်ရှိလာပြီလောက်ကြ ကင်ညာကိုကုစီမံကိုကုနေဟိုတယောက်တစ်ခန်းကုန်ထားသူကသူစိတ်ဆိုင်ရနေကြပဲသူတို့ထားတာအဲ့တော့ပြောချင်တယ်ခင်ဗျားတို့เนาะအမျိုးတွေအမျိုးတွေပြောချင်တယ်ချွေးမမရိုင်းတာရောက်ခမစောက်သုံးကြရလို့လို့ပြောချင်တယ်လူလူဆိုရင်လူလူသိကြဘယ်တရားမှမရှိဘူးအဲ့လိုမျိုးအဲ့ဒါအဲ့ဒီလင်မယားကိုမကွဲကွဲအောင်ခွဲသလိုဖြစ်နေတယ်အဲ့ဒါတော်တော်အပြစ်ကြီးတယ်နော်အပြစ်ကြီးတယ် ကဲအခုတော့ကောင်းမှုတွေဘလောက်လုံးနေလုံးနေအိမ်တော်စုတစ်ခုကို꽌သွားအောင်လုပ်တာအဲ့ဒါအပြစ်ကြီးတယ်နော်ဘယ်တရားတော်မှမရှိဘူးပြနော်အဲ့ဒါသတိထားပြောမယ်နော်ချွေးမမရိုင်းတာရောက်ခမစောက်သုံးကြလို့ရိုင်းမရိုင်းတာအဲ့ဒါတော့ကဲလို့မှတ်ထားမပြောချင်ဘူးလို့နေတာမပြောမဖြစ်လို့ခုပြောလိုက်တာပဲ